ားလုံးပဲမင်္ဂလာပါရှင်။ Horror Movie Channel Channel ကနေပြီးတော့ကြိုဆိုပါရစေ။ကျမကတော့ညွေပါ။ Hello Sister. ဒီဇလန်ရဲ့အစမှာတော့1956ခုနှစ်ပြင်သစ်နိုင်ငံတာရဂွန်မြို့တွေကလမ်းကြားတစ်ခုမှာကောင်းလေးတယောက်သူ့ရဲ့ဘောလုံးကိုကိုင်ရင်းနဲ့လမ်းတစ်လျှောက်ပြန်လာခဲ့ပါရစေ။ အဲ့နောက်မှာတော့သူနေထိုင်ရာဖရဲเจ้าနဲ့ကိုဝင်ခဲ့တဲ့အခါမှာတော့ဖရဲเจ้าနဲ့မှာဝိပုစုကြောင်းမှုဖြစ်စင်နေတဲ့ဖာသာကဂျက်ကိုဘာလို့နှောက်ချနေတာလဲလို့အနေငယ်စုပ်ပြီးတဲ့နောက်မှာတော့မြေအောက်ခန်းထဲမှာထားတဲ့ဝိုင်ပလင်းကိုတွားယူခိုင်းခဲ့ပါတယ်ကျက်တရဟာဖာသားကိုတွားမယူခြင်းကြောင့်ကလေးတဘာဝမကြကြပြောပြီးတဲ့နောက်မှာတော့မြေအောက်ခန်းတွေကိုဆင်းလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ဖာသာနဲ့အကျိုးဘာသာရေးဝိပုစုတမ်းမှုတွေပြုလုပ်ပြီးနောက်ဖာသာကအကောင်းကြီးပေးပြီးတဲ့နောက်မှာတော့ချက်တယောက်ဟာပစ္စည်းတွေတင်စီပြီးတော့ဘေးစင်မှာတန်ရှင်းရေးလုပ်နေခဲ့ပါတယ်။သူ့အရှိမာတော့မျက်လုံးတွေဖောက်ခံထားရတဲ့သူတော်စင်တယောက်ရဲ့ပုံရှိနေခဲ့ပါတယ်။အဲ့နောက်ချက်ကဝိုင်းပလင်းကိုပြန်ချဖို့အတွက်မြေအောက်ခန်းကိုဆင်းခဲ့ပါတယ်။မြေအောက်ခန်းထဲကဝိုင်းပလင်းချတဲ့နေရာကချက်အရက်ထဲမြင့်နေတာကြောင့်ဘောလုံးနောက်ကခုံကိုယူဖို့ဘောလုံးကိုပိတ်ထားတဲ့တကားရှိကိုကန်ထုတ်လိုက်ပါတယ်။အဲ့နောက်ချက်ကခုံမော်ကိုချက်ပြီးတော့ဝိုင်းပလင်းကိုသူ့နေရာမှာသူပြန်ထားလိုက်ပါတယ်။ အဲ့လိုနဲ့ချက်တရအောက်ကိုပြန်ဆင်းမယ်အလို့မှာခုနတုန်းကဘောလုံးဟာသူ့အရှိကိုပြန်ရောက်နေတာကိုအန်အော်တကြီးနဲ့ကြည့်နေခဲ့ပါတယ်။အဲ့ဒါနဲ့ပဲချက်ကလည်းနောက်တစ်ခေါက်ဘောလုံးကိုကန်တဲ့အခါမှာအလားတူပဲအမှောင်ထဲကနေပြီးတော့ဘောလုံးဟာချက်စီကိုပြန်လိုက်လာခဲ့ပါတယ်။ချက်ဟာကြောက်လန့်နေစင်မှာပဲအပေါ်မှာရှိတဲ့ white plane ဟာရုတ်တရက်အပိုင်းပိုင်းကွဲထွက်ပြီးနောက်မှာတော့ချက်တရထိုင်နေတဲ့ကြားနဲ့အပေါ်မှာရှိနေတဲ့ father စီကိုပြေးလာခဲ့ပါတော့တယ်။ ချက်ကဖခင်ကြောင့်နဲ့မှလူတယောက်ရောက်နေကြဖာသားကိုပြောပြရတဲ့အခါမှာတော့ဖာသားဟာဝတ်ပြုတ်ခံဘက်ကိုထွက်လာပြီးတော့အထင်းမှရောက်နေတဲ့သူဘသူပဲဖြစ်ဖြစ်ချောင်းကြည့်မနေပဲအပြင်ကိုထွက်လာဖို့အမိန်ပေးခဲ့ပါတယ်။ဒါပေမဲ့အခန်းထဲမှာဘသူမှပေါ်မလာပဲတိတ်ဆိတ်နေခဲ့ပြီးခဏအကြာမှာတော့ရေထည်ထားတဲ့ချက်ကလက်ထဲကရေတွေဟာပုတ်ပွက်ဆူလာပြီးအငွေ့ပြန်ကုန်ဆုံးသွားပါတော့တယ်။အဲ့ဒီအငွေ့တွေအကုန်လုံးဟာနေရည်ရဲ့တနည်းအားအရောက်မှာတော့မကောင်းဆိုးဝါးဗားလက်ရည်ပုံပေါ်လာပြီးညည်းနေတဲ့မျက်လုံးအစုံနဲ့ဖာသားနဲ့ချက်တို့ကိုစိုက်ကြည့်နေခဲ့ပါတယ်။ ဖာသားနဲ့ချက်တို့ကြောင်းနဲ့တခြားကြည့်နေစင်မှာပဲဖာသားလက်ထဲကပတိကိုပြုတ်ကြအောင်လုပ်ပြီးတော့မကောင်းဆိုးဝါဟာဖာသားရဲ့လေဝင်းကိုညှစ်ပြီးတော့လေထဲမှာကင်မြောက်ကအဲ့ဒီလေထဲမှာပဲအရှင်လက်လက်မေးလာအောင်လုပ်ပြီးတော့တပ်ပစ်ခဲ့ပါတယ်။ချက်ဟာထိတ်လန့်ခြောက်ခြားစွာနဲ့အဲ့ဒီမြေကွင်းကိုကြည့်ရင်ဖာသားရဲ့ပတိကိုယူပြီးတော့ဖတ်ပြေးခဲ့ပါတယ်။အဲ့နောက်တစ်ခါမှာတော့ဖျားเจ้าရှိမှမကောင်းဆိုးဝါဗာလက်ရဲ့အရေးထွက်ပေါ်လာပြီး Frenchy Commodity ရောက်ဟာလမ်းလျှောက်လာရင်အမောင်လေးကိုဝင်ရောက်ပြက်ွယ်သွားပါတော့တယ်။ အဲ့ဒီနောက်ထပ်ဇဝင်ကန်တခုမှာတော့ဂျွာလန်းထဲမှာနှုတ်နစ်နေတဲ့ရိတ်ခါတင်လာတဲ့ကားကိုလမ်းပေါ်ရောက်အောင်တွန်းတင်နေကြတဲ့အချားတီလာရှင်တွေနဲ့အတူ Sister Iron ကိုပါပြန်လည်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ Sister Iron တို့ဖခင်เจ้าကိုပြန်ရောက်တဲ့အခါမှာတော့เจ้าအုပ်ကြီးဟာ Sister Debra တယောက်အဘက်ဖြေဖို့အတွက်ကိုလက်မခံမဲ့ဆက်လက်ညှင်းဆုံနေကြောင်း Sister Iron ကိုပြောခဲ့ပါတယ်။ Sister Iron ကလည်း "तू ဖြောင်းဖြားကြည့်ပါမယ်"လို့ပြောပြီးတော့ Sister Debra စီကိုထွက်ခဲ့ပါတယ်။ ဲ့ဒီလိုနဲ့ sister irene နဲ့ sister debra တို့ဆုံးတဲ့အခမ်းမှာတော့ sister debra ဟာသူဘာကြောင့်အဘက်မဖြစ်ရလဲဆိုတဲ့အကြောင်းကို sister irene ကိုတရားရှင်းပြနေခဲ့ပါတယ်။အဲ့နောက်မှာတော့ sister irene ရဲ့မိဘတွေအကြောင်းကိုမြင်းမြန်းရင်းနဲ့သူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်အရင်ကအကြောင်းအရာတွေကိုဝင်ညှိခဲ့ကြပါတယ်။အဲ့ဒီနောက်ဖခင်ကြောင့်နဲ့မှရှိတဲ့ support ဆောင်တစ်ခုမှာ sister og တယောက်ဟာအခမ်းထဲမှာရှိတဲ့တီလာရှင်တွေကို1952ခုနှစ်ကအားကြီးမကောင်းဆိုတာဘာလဲအကြောင်းကိုပြောပြနေခဲ့ပါတယ်။ အဲ့ဒီ violet ကို father back ကနှိမ်နှင်းလိုက်နိုင်ပြီး father back နဲ့အတူပါလာတဲ့တင်းလာရှင်ကတော့ရွတ်တွတ်သွားတယ်လို့ပြောပြခဲ့ပါတယ်။အဲ့ဒီအချိန်မှာ sister irene ကအဲ့ဒီစကားဝိုင်းထဲမှာပါခဲ့ပေမဲ့သူဟာ violet ကိုတိုက်ခိုက်ချိန်မုန်းခဲ့တဲ့သူဖြစ်ကြောင်းကိုတော့ဘသူ့ကိုမှမပြောပြခဲ့ပါဘူး။ဒါဆက်ချင်းပါပဲပြင်သစ်နိုင်ငံမှာရှိတဲ့စာတင်เจ้าကเจ้าသူနှစ်ယောက်ဟာမြေအောက်ခန်းလေးကပိုးဟတ်တွေကိုဖမ်းပြီးဘုတ်ခုလေးထဲကဝတ်ပြုတ်နေတဲ့เจ้าအုပ်ကြီးရုံးခန်းလေးကိုတွားချိတ်ခဲ့ပါတယ် အဲ့ဒီမှာမော်ရစ်တယောက်ကတော့ကျောင်းဝင်းနဲ့ကဥယျာဉ်ထဲမှာပန်းပင်တွေကိုရေလောင်းနေရင်ဆီယမ်မတ်ဂိတ်ကိုတွေ့ပြီးတော့နှုတ်ဆက်စကားပြောနေကြပါတယ်။အဲ့ဒီနောက်မော်ရစ်ကျောင်းဝင်းဝင်လာတဲ့အခါမှာတော့ကျောင်းသူလေးဆိုဖီဟာလက်ကောက်လေးတစ်ခုကိုမော်ရစ်ကိုပေးနေစဉ်အခါမှာတော့လူရန်ကားကျောင်းသူ၃ယောက်ဟာဆိုဖီလက်ထဲကလက်ကောက်ကိုလူယူပြီးဆိုဖီကိုအရှက်ရအောင်လို့ဆက်နောက်ခဲ့ကြပါတော့တယ်။အဲ့လိုနဲ့မော်ရစ်လည်းမနေနိုင်တော့ပဲဝင်ပြောရင်းနဲ့မော်ရစ်နဲ့လူရန်ကားကျောင်းသူ၃ယောက်တို့စကားအခြေအတင်ဖြစ်နေတဲ့အချိန်မှာကျောင်းအုပ်ကြီးရောက်လာပြီးတော့အကုန်လုံးကိုလူစုခွဲခိုင်းခဲ့ပါတယ်။ မော်ရစ်ကိုတော့သူ့အခန်းထဲကပိုးဟက်တွေကိုရှင်းပြဖို့အခုညှိတောင်းခဲ့ပါတယ်။နောက်တစ်ဇဝင်ခန်းတစ်ခုမှာတော့ဖျားเจ้าကိုပြစင်းရပို့နေချဖြစ်တဲ့ကောင်မလေးတယောက်ဟာသူ့လုံနေချပုံစံတိုင်းစားစရာတို့လောင်ခန်းထဲဝင်ပြီးပြစင်းတွေနေရာချပေးပြီးမှာတော့အခန်းပြင်ကိုရုတ်တရက်ကြည့်လိုက်မိပါတယ်။အဲ့ဒီအချိန်မှာနေရန်ကိုစိုက်ကြည့်ပြီး movement ဖြစ်နေတဲ့မော်ရစ်ကိုတွေ့လိုက်ရလို့မော်ရစ်နာမည်ကိုလှမ်းခေါ်လိုက်ပါတယ်။ခေါ်တန်ကြလို့ကောင်မလေးကိုလှည့်ကြည့်တဲ့မော်ရစ်ဟာမျက်လုံးအစုံဟာနေရင်နေပြီးရံမူရော့မဲ့ပုံစံရှိတာကြောင့် ကောင်မလေးလေးအခန်းလေးကပြေးထွက်ခဲ့ပါတယ်။ဒါပေမဲ့အခန်းဝမှာထောင်ထားတဲ့တန်ချောင်းတွေကိုတိုက်မိပြီးလဲကျသွားတဲ့အခါမှာတော့မကောင်းဆိုးဝါးတေလာရှင်ဘဲလက်ပေါပေါက်လာပြီးကောင်မလေးကိုလဲပေးညစ်ပါတော့တယ်။အဲ့ဒီနောက်ကောင်မလေးဟာဘဲလက်ရဲ့လက်ထဲမှာသူ့မရဲ့ဝိညာဉ်ကိုပေးအပ်လိုက်ရပါတော့တယ်။အဲ့ဒီနောက် sister အိုင်းနဲ့တယောက်အိမ်မောချနေချိန်မှာတော့တီလာရှင်ဒီမှာရောက်လာပြီးတွေ့ချင်တဲ့အဲ့တဲ့ရောက်နေတယ်လို့ပြောတာကြောင့် sister Irene လည်းအပြင်ကိုထွက်ခဲ့ပါတယ် ဒါပေမဲ့စစ်တပ်အိုင်းရင်အပြင်ကိုရောက်တဲ့အခါမှာတော့တအူးတယောက်ကိုမှမတွေ့ရပဲခေါမိုးပေါ်ကမီးတွေကသာပိတ်လိုက်ဖွင့်လိုက်ဖြစ်နေတာကိုတွေ့ခဲ့ပါတယ်။စစ်တပ်အိုင်းရင်တယောက်ထိတ်လန့်နေချိန်မှာတော့မော်ရစ်ဟာနောက်ကနေရုတ်တရက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့မော်ရစ်ဟာသူ့ကိုကယ်ပါအောင်စစ်တပ်လို့ပြောပြီးပါဇက်ဟလိုက်တဲ့အခါမှာတော့မော်ရစ်ကသွားတွေဟာမကောင်းဆိုးဝါးတွေလို့ခြုံထွက်နေတာကိုစစ်တပ်အိုင်းရင်တွေ့ပြီးအထိတ်တလန့်နဲ့အော်ပါတော့တယ်။ ါပေမဲ့ဒါတွေကအမှန်တကယ်ဖြစ်နေတာမဟုတ်ပဲအိမ်မက်မက်နေတာဖြစ်ပြီးဘေးနားကလာလို့မှသတိပြန်လည်ခဲ့ရပါတယ်။နောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့စစ်တန်အိုင်ရင်ဟာညကအိမ်မက်ဆိုးတွေကြောင့်မော်ရစ်ကိုစိတ်ပူနေခဲ့ပြီးအမွေပြစ်ဆူတောင်းနေခဲ့ပါတယ်။အဲ့ဒီအချိန်စစ်တန်တယောက်ရောက်လာပြီးအဲ့တဲ့တယောက်ရောက်နေတယ်လို့ပြောခဲ့ပါတယ်။ sister Irene လည်းဧည့်သည်ရှိတဲ့နေရာကိုသွားတဲ့အခါမှာတော့ဧည့်သည်ဟာဖုန်းတော်ကြီးတစ်ပါးဖြစ်နေတာကြောင့်အော်အော်ခဲ့ရပါတယ်။ဖုန်းတော်ကြီးဟာမထင်မထားတဲ့ပြဿနာတစ်ခုပေါက်ပေါက်နေကြောင်း Irene ကိုပြောခဲ့ပါတယ်။ ဩစတြေးလျအီတလီနဲ့ပြင်သစ်မျိုးတွေမှာရှိတဲ့သီလရှင်တွေနဲ့ဖုံးတော်ကြီးတွေဟာကိုကိုကိုအဆုံးစီရင်တက်တည်တဲ့အမှုတွေဆက်တိုက်ဖြစ်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဒီအမှုတွေနဲ့ဆက်ဆက်နေတဲ့မကောင်းဆိုးဝါးကိုနှိမ်နှင်းမှုစစ်တန်အိုင်ရင်ကိုတာဝန်ပေးအပ်တဲ့အခါမှာတော့ညှဉ်းဆဲခဲ့ပြီးဖာသာဘတ်ကိုအကူအညီတောင်းမှုပြောခဲ့ပါတယ်။အဲ့ဒီအခါဖုန်းတော်ကြီးကဖာသာဘတ်ဟာကာလာဝမ်ယောဂာနဲ့တည်သွားပြီဖြစ်တာကြောင့်စစ်တန်အိုင်ရင်ကိုတာဝန်ပေးအပ်ရခြင်းဖြစ်ကြောင်းကိုထပ်မံရှင်းပြခဲ့ပါတယ်။အဲ့ဒီနောက်စစ်တန်အိုင်ရင်တရားပြည်သူနိုင်ငံကိုယထာစီပြီးထွက်ခဲ့ပါတော့တယ်။ ။ယထာပေါ်မှာစစ်တပ်အိုင်ရီဟာသူမအမေနဲ့အမှတ်တရတွေကိုတွေးနေရင်ရုတ်တရက်စစ်တပ်ဒေဘရာရောက်လာပြီးအိုင်ရီကိုကိုညီဆောက်ရှောက်ဖို့အတူလိုက်ခဲ့မယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။အဲဒီနောက်တစ်ခါမှာတော့ဆိုဖီတို့စာတင်နေတယ်။စာတင်ခန်းထဲမော်ရစ်ရောက်လာပြီးပြက်နေတဲ့ဗီဒီယိုကိုပြင်ပေးခဲ့ပါတယ်။ဆိုဖီကဆရာမခိုင်းတဲ့အချိန်စာအုပ်တွေကိုရုံခန်းထဲသွားချနေတဲ့အချိန်မှာတော့လူရန်ကားကြောင့်သူ၃ယောက်ရောက်လာပြီးသူတို့နဲ့အတူကစားဖို့ဆိုဖီကိုခေါ်ခဲ့ပါတယ်။ အဲဒီနာ ဆိုဖီကိုတားမြစ်ထားတဲ့ဝှပြုခန်းထဲကိုခေါ်သွားခဲ့ပါတယ်။ဆိုဖီတို့အဲဒီအခန်းထဲရောက်တဲ့အခါအဝှပြုနဲ့အုပ်ထားတဲ့ရုပ်ထုတစ်ခုဟာလှုပ်ရှားသွားတာကိုသူတို့ဘယ်သူမှမသိလိုက်ကြပါဘူး။အဲဒီနာအကြောင်းသူ၃ယောက်ဟာတကားအပြင်ကိုထွက်သွားပြီးဆိုဖီကိုတယောက်တည်းထားခဲ့ပါတယ်။ဆိုဖီဟာစိတ်ပုံကိုကြည့်နေရင်ကြောက်စိတ်ဝင်လာတာကြောင့်နောက်ကိုလှည့်ကြည့်တဲ့အခါမှာသူတယောက်တည်းပဲကြံနေခဲ့တာကိုသိသွားပြီးအခန်းထဲကထွက်မယ်အလုံးမှာတော့အကြောင်းသူ၃ယောက်ဟာဆိုဖီထွက်မရအောင်လို့တကားကိုပိတ်ပစ်လိုက်ပါတယ်။ ဆိုဖီဟာအပြင်ထွက်ဖို့ကြိုးစားနေရင်တကားဘေးနာကပိတ်ဆနဲ့အုပ်ထားတဲ့ရုပ်ထုဟာရုပ်တရက်နှုတ်ရှားလာပြီးပိတ်ဆနေရရစ်စင်ထွက်သွားတဲ့အခါမှာတော့မကောင်းဆိုးကဗဲလေရဲ့မျက်နှာကြီးပေါ်လာကခြောက်နှံသွားတော့တယ်။ဆိုဖီဟာကြောက်နဲ့တကြားနဲ့ရုံးရင်ဆန်ခတ်ဖြစ်နေတဲ့တကားပွင့်လာပြီးမော်ရစ်ရောက်လာခဲ့ပါတယ်။ဆိုဖီအပြင်ရောက်တဲ့အချိန်မှာတော့ဆီယာမကေဟာပြန်ခေါ်သွားခဲ့ပါတယ်။နောက်ထပ်ဆက်ဝင်ခန်းတစ်ခုမှာတော့ Sister Irene နဲ့ Sister Deborah တို့ဟာပြင်သစ်နိုင်ငံမှာရှိတဲ့ Taraskon မြို့ကဖခင်เจ้าကိုရောက်ခဲ့ကြပါတယ်။ ဖျားကြောင့်နဲ့ရောက်တဲ့အခါမှာတော့စစ်စတာတယောက်ကဥဆောင်ခေါ်ဆောင်သွားခဲ့ပြီးဖာသာနိုရဲ့တည်ဆုံမှုအပေါ်မှာလူတွေကနတ်ဆိုးရဲ့လက်ချက်ကြောင့်လို့ထင်ကြပေးကြပြီးမိသူတဦးတယောက်မှမလာတော့ကြောင်းကိုလည်းရှင်းပြခဲ့ပါတယ်။အဲဒီနောက်စစ်စတာအိုင်ရဲဟာဖာသာနိုရဲ့တည်ဆုံတဲ့နေရာမှာရောက်နေရင်လုတ်တရဲ့ဖျားကြောင့်တကားပွင့်လာပြီးတော့ချက်ဟာရောက်လာခဲ့ပါတယ်။ဒါပေမဲ့ဒါဟာတင်းရောင်တင်မားဖြစ်နေတာကိုစစ်စတာအိုင်ရဲသိပြီးနောက်မှာတော့ခန်းလေးကိုသွားဖို့အတွက်ခွင့်ကြောင်းခဲ့ပါတယ်။ဖာသာနိုရဲ့အခန်းရှိမှာတော့မျက်မြင်သူတော်စင်လူစီရဲ့ပုံကိုတွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီနောက်စစ်တမ်းအိုင်ရဟာဖာသာနိုရက်တေဆုံးတော့ကမျက်မြင်သက်တဲ့အဖြစ်ချိနေခဲ့တဲ့ချက်ကိုမင်းမြင်တဲ့အခါမှာတော့ချက်တရားကိုအခုချိန်ထိဆက်သွယ်လို့မရကြောင်းစစ်တာကရှင်းပြခဲ့ပါတယ်။အဲ့ဒီနောက်ချက်နဲ့အတူဒီဖျားเจ้าမှာမော်ရစ်လည်းရှိနေခဲ့ကြောင်းကိုစစ်တမ်းအိုင်ရတရားသိသွားခဲ့ပါတော့တယ်။အဲ့ဒီနောက်တစ်ခါမှာတော့ဥယျာဉ်ထဲမှာအပင်ဆိုင်နေတဲ့မော်ရစ်စီကိုဆိုဖီရဲ့အမေရောက်လာခဲ့ပါတယ်။ဟိုတနေ့တုန်းကဆိုဖီတယောက်အခန်းထဲမှာပြိမိနေတာကိုကေတင်ပေးခဲ့တဲ့အတွက်ချင်းစုတင်ကြောင်ပြောပြီးတော့ဆီယာမကေဟာစာတင်ကမ်းဘက်ကိုထွက်လာခဲ့ပါတယ် ကဆက်ထဲမှာပဲအခန်းတစ်ခုရဲ့ပန်ပောက်ကနေကြည့်နေတဲ့ဆိုဖီတယောက်ဟာမော်ရီရဲ့အပြုတ်မူတွေထိုးစက်နေတာကိုစတင်တရီထားမိခဲ့ပါတယ်။အဲလိုကြည့်နေရင်တဆက်ထဲမှာပဲဆိုဖီကသူ့အမေရဲ့ခေါ်တန်ကြားရတာကြောင့်တန်လာယာစီကိုတွားခဲ့ပါတယ်။ဆိုဖီအမေဟာသေကန်းပေါ်တက်သွားတာကိုဆိုဖီမြင်လိုက်တဲ့အခါမှာတော့အနောက်ကနေလိုက်လာခဲ့ပါတယ်။ ဒါပေမဲ့လှေကားထိန်တာကအခန်းတကားဟာရုပ်ပြည့်ရဲ့ပိတ်သွားတာကြောင့်ဆိုဖီလည်းသူ့အမေကိုအခန်းထဲမှာရှိလားလို့မေးလိုက်တဲ့အခါပြန်ထိုးတံမချရပဲရုပ်တရမကောင်းဆိုးဝါးဗဲလက်ဟာလက်အသွင်ပြောင်းသွားပြီးတော့အခန်းထဲကပြန်ထွက်သွားပါတယ်။လှေကားအစင်းနေရန်တောင်းတာရောက်တဲ့အခါမှာတော့ဗားလက်ဟာဆိုဖီကိုအန်ဒီရဲ့ပြုတ်မယ်အလုပ်မှာတော့အခန်းထဲကိုဆီယမ်မကိတ်နဲ့အတူចောင်းသူတွေရောက်ရှိလာခဲ့ပြီးဗားလက်ရဲ့ပုံရင်းဟာလည်းပျောက်ကွယ်သွားပါတယ်။နောက်ထပ်ဇဝင်ကန်တခုမှာတော့ sister irene နဲ့ sister debra တို့နှစ်ယောက်ဟာသူတို့တယ်မဲဟိုတယ်ကိုကြောက်လာခဲ့ပါတယ်။ ဘုကင်ကြိုတင်ထားတဲ့စစ်တမ်းအိုင်ရီရဲ့နာမည်ကိုရှာမတွေ့ဖြစ်နေစမှာတော့စစ်တမ်းအိုင်ရီတရဟိုတယ်ရှိကိုထွက်လာခဲ့ပါတယ်။ဟိုတယ်ရှိလမ်းမရောက်တဲ့အခါမှာတော့ယောက်ျားလေးတစုဟာအိုင်ရီနာကိုပြေးလာပြီးလမ်းတောက်လျှောက်ပြေးလွှတ်ဆော့ခဲ့ကြပါတယ်။အဲ့ဒီကလေးတွေထဲမှာဂျက်ဆိုတဲ့ကလေးကိုတွေ့တာကြောင့်စစ်တမ်းအိုင်ရီဟာဂျက်နာမည်ကိုခေါ်လိုက်ပြီးသူ့ကိုမကြောက်ဖို့နဲ့သူဟာကိုညီဖို့ရောက်လာတဲ့သူဖြစ်ကြောင်းရှင်းပြရင်းမိတ်ဆက်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဖာတာနိုရက်တေဆုံးမှုကိုတစ်ဆက်တည်းမြင်းမြတ်တဲ့အခါဂျက်ကဖာတာနိုရက်ရဲ့ လဝါကတိုင်ဆွဲချိုးကိုတူယူခဲ့တာဖြစ်ကြောင်းပြောပြီးတော့ပြေးထွက်လာတဲ့ကလေးတုံးနဲ့အတူဂျက်ပါအထွက်သွားခဲ့ပါတယ်။စစ်တန်အိုင်ရွန်လည်းဂျက်အနောက်ကိုပြေးလိုက်ရင်းမှာပဲဂျက်ကိုနှီလူမိကန်ဒီအချိန်ဖြစ်နေစင်းမှာတော့လူသူကင်းမဲ့ပြီးအလင်းရောင်အနှဲငယ်ပဲရတဲ့လမ်းတစ်ခုတည်းကိုရောက်သွားခဲ့ပါတယ်။စစ်တန်အိုင်ရွန်ဟာလမ်းတဲ့ကိုအကဲခတ်နေစဉ်အခါမှာတော့လမ်းတောက်မှာရှိတဲ့စာအုပ်တွေဟာလေတိုက်ခတ်ခြင်းမရှိပဲစာရွက်တွေတရွက်ပြီးတရွက် လှန်လာပြီးတဲ့နောက်မှာတော့မေတီလာရှင်တရေဘားလက်ရဲ့ပုံဟာစစ်သား Irene ရှင်တက်တယ်မှာပေါ်လာခဲ့ပါတယ်။စစ်သား Irene တယောက်အဲ့ဒီနေရာအနာကိုတိုးသွားတဲ့အခါမှာတော့မကောင်းဆိုးဝါးဘဲလက်ဟာအပြင်လောကအခြေရောက်လာပြီးလဲပေးညစ်တိုက်ခိုက်ပါတော့တယ်။စစ်သား Irene ဟာမကောင်းဆိုးဝါးဘားလက်ရဲ့တိုက်ခိုက်မှုကိုခံရပြီးတတိလက်လွတ်ဖြစ်နေစမှာတော့အာယုံထဲမှာမျက်မမြင်သူတော်စင်လူစီကိုမီးရှို့မတိုက်ခင်ကပုံရိပ်ကိုမြင်နေခဲ့ရပါတယ်။အဲ့နောက်သူတော်စင်လူစီကိုမျက်လုံးဖောက်ထုတ်နေတဲ့မြင်ကွင်းကိုတွေ့ရပြီးနောက် လူစီလက်ထဲမှာဘူးတစ်ခုရှိနေခဲ့ပြီးဘူးကိုဖွင့်လိုက်တဲ့အခါမှာတော့သူတော်စင်လူစီရဲ့မျက်လုံးတွေဟာပြန်အသက်ဝင်ကတောက်ပနေတဲ့နမိတ်ကိုမြင်ရပြီးနောက်မှာတော့ Sister Irene တတိလက်ပြင်းပြောသွားပါတော့တယ်။အဲ့ဒါနဲ့တဆက်သေးဆိုသလိုအခန်းထဲမှာဝတ်ပြုဆွတောင်းနေတဲ့ចောင်းအုပ်ကြီးဟာထူးဆန်းတဲ့အတန်တွေကိုကြားရပြီးအတန်လာရာကိုလိုက်ကြည့်ခဲ့ပါတယ်။အဲ့နောက်မှာတော့မဖွင့်မို့တားမြစ်ထားတဲ့အခန်းရှင်မှာ Morris ကိုတွေ့ခဲ့ရပြီး ကျောင်းအုပ်ကြီးကဘာလို့ဒီမှာရက်နေတာလဲလို့မေးတဲ့အခါမော်ရစ်ကသူကိုယ်တိုင်တော့မှဘလို့ကြောင့်ဒီအခန်းထဲကိုရောက်နေလဲဆိုတာကိုသူမသိခဲ့ပါဘူးမော်ရစ်လည်းခက်မြမြန်နဲ့အခန်းထဲကထွက်သွားပါတော့တယ်ကျောင်းအုပ်ကြီးကအဲ့ဒီအချိန်မှာပိတ်ထားတဲ့အခန်းတကားကိုဖွင့်ပြီးတားမြစ်ထားတဲ့အခန်းထဲကိုဝင်ခဲ့ပါတယ်အခန်းထဲမှာတော့ထိုးဆက်တဲ့အတန်တွေကိုသာကြားနေရပြီးလူကတယောက်မှရှိမနေခဲ့ပါဘူးအဲ့ဒီအချိန်ကျောင်းအုပ်ကြီးရဲ့နှောက်ကြောမှာမီးအိမ်ကင်ထားတဲ့စက်ထရစ်တယောက်ပေါ်လာခဲ့ပါတယ်အမှန်တကယ်မှာတော့စက်ထရစ်ဟာကျောင်းအုပ်ကြီးရဲ့သားပဲဖြစ်ပါတယ် နောက်တစ်ဖန်ចောင်းអုပ်ကြီးရှိကိုမတ်တန်အနေထားနဲ့ပေါ်လာပြီးနောက်မှာတော့ဆက်ထရီရဲ့နောက်ကျောမှာနောက်ထပ်မကောင်းဆိုးဝါးတကောင်ကတ်နေခဲ့ပြီးမကောင်းဆိုးဝါးအမိန်ပေးလိုက်တဲ့အခါမှာတော့ဆက်ထရီဟာလက်ချေးကမီးအိမ်နဲ့ចောင်းអုပ်ကြီးကိုတိုက်ခိုက်ပါတော့တယ်။ចောင်းអုပ်ကြီးတယောက်မကောင်းဆိုးဝါးလက်ချက်နဲ့အသက်သေဆုံးခဲ့ရပါတယ်။အဲနောက်တစ်ခါမှာတော့သတိလင်မီးမျောနေတဲ့ sister Irene သတိပြန်ရခဲ့ပါတယ်။ စစ်တန်အရေးဟာမကောင်းဆိုးဝါးလိုချင်နေတဲ့အရာဟာရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ပြီးအဲ့ဒီအရာကိုရဖို့အတွက်မော်ရစ်ကိုအတုံးချရင်ကိုရင်းဝင်ပူးကတ်နေတာဖြစ်ကြောင်းကိုစစ်တန်ဒေဘရာကိုပြောပြနေခဲ့ပါတယ်စတန်အိုင်ရန်တတိလနေတော့မှချက်တယောက်ဟာဖာသာနိုရဲ့လက်ဝါးကတိုင်ဆွဲချုပ်ကိုပြန်လာပေးခဲ့ကြောင်းပြောပြီးတော့စစ်တန်အိုင်ရန်လက်ထဲထည့်ပေးခဲ့ပါတယ်။အဲဒီမှာထူးဆန်းတာတစ်ခုက ဖာသာနိုရဲ့ဆွဲချိုးပေါ်မှာပါတဲ့အမှတ်အသားတွေနဲ့ရှေ့ကတည်သွားတဲ့ဖာသာရီစီကဆွဲချိုးကအမှတ်အသားတွေကသွားကြည့်နေတာကိုသူတို့နှစ်ယောက်သတိထားမိခဲ့ပါတယ်။အဲဒီနောက်ဒီအမှတ်အသားတွေရဲ့တင်းလွန်စားကိုသိရဖို့အတွက်စစ်တန်အိုင်ရစ်ဟာစန်းစာတိုင်းမှာအလုပ်လုပ်နေတဲ့မိဆွေစီကိုသွားဖို့သူတို့နှစ်ဦးသားထွက်ခဲ့ကြပါတယ်။နောက်တစ်နေ့မနေ့ရောက်တဲ့အခါမှာတော့ဆီယာမကိတ်ဟာတောခတ်ထားတဲ့အခန်းတကာထိုးဆန်းစွာပွင့်နေတာကြောင့်ဖတ်ကြည့်တဲ့အခါမှာတော့ရုပ်ပြက်စင်းပြက်တည်နေပြီဖြစ်တဲ့เจ้าအုပ်ကြီးရဲ့အလောင်းကိုတွေ့ခဲ့ရပါတယ်။ တစ်ဆက်တည်းမှာပဲစစ်စာအိုင်ရင်းတို့ဟာစာတိုင်မှုစီကိုရောက်ခဲ့ကြပြီးသူတို့ရခဲ့တဲ့ဆွဲကြိုးတွေကိုပြလိုက်တဲ့အခါမှာတော့ဒီဆွဲကြိုးတွေဟာသူတော်စင်လူစီရဲ့မိသားစုဝင်တွေရဲ့အမှတ်အသားဆွဲကြိုးဖြစ်နေခဲ့ပါတယ်။စာတိုင်မှုကသူတော်စင်လူစီကိုမိစ္ဆာဒိဋ္ဌိတွေကကွပ်မျက်နိုင်ခဲ့ပေမဲ့သူ့ရဲ့မိသားစုဝင်တွေကတော့လွတ်မြောက်သွားခဲ့ပြီးနောက်နေရအနှံ့ပြတ်နဲ့ရောက်ရှိသွားခဲ့ပါတယ်။ အဲ့ဒီဆွာအာကြီးမှပြီးရှင်းဟောင်းအမွေအနှစ်ဖြစ်တဲ့သူတော်စင်လူစည်းရဲ့မျက်လုံးတွေကိုလူကျင်လို့မကောင်းဆိုဝါပါလိုက်ကလိုက်ရှာနေခဲ့တာဖြစ်ပြီးတော့သူတော်စင်နေရဲ့အမျိုးຫນွေတွေနောက်ကိုအမဲလိုက်တယ်လို့လိုက်ရင်တက်နေခဲ့ကြအောင်အိုင်ရင်တို့သိခဲ့ကြပါတယ်။အဲ့နောက်မှာတော့စစ်စာအိုင်ရင်တို့ဟာသူတော်စင်လူစည်းရဲ့မျက်လုံးတွေကိုရှာဖို့နဲ့နှဆိုးလက်ထဲမရောက်အောင်ကာကွယ်ဖို့စတင်စူးစမ်းကြပါတော့တယ်။အဲ့နောက်တစ်ခါမှာတော့မော်ရီဆီယာမကိတ်နဲ့ဆူဖီတို့ဟာညလာစားပြီးနောက်တချင်းပွင့်ပြီးကနေစဉ်ရုတ်တရက်ဆိုသလိုမော်ရစ်ကိတ်ကိုဟာတုံ့ပြန်လာခဲ့ပါတယ်။ တုံရင်နေပြီးအမူအရာပြက်နေတဲ့မော်ရစ်စနာကိုဆီယာမကိတ်သွားကြည့်တဲ့အခါမှာတော့မော်ရစ်ကြောပေါ်မှာရှိတဲ့သောက်ထိုးဖြစ်နေတဲ့လဝါကတိုင်တွေကိုတွေ့ခဲ့ပါတယ်။အဲဒီနောက်ဆိုဖီရဲ့နောက်ကြောဘက်ပချီကားဟာမကောင်းဆိုးဝါးဗားလက်ပုံပြောင်းသွားတာကိုမော်ရစ်တယောက်တတိထားမိချိန်မှာတော့ဘဲလက်ဟာပချီတဲကထွက်လာပြီးတော့စတင်တိုက်ခိုက်ပါတော့တယ်။မော်ရစ်ဟာဆီယာမကိတ်နဲ့ဆိုဖီတို့ရဲ့လက်ကိုဆွဲရင်အပြင်ကိုပြေးထွက်လာခဲ့ပါတယ်။အဲ့လိုနဲ့တကားဝါနာရောက်တဲ့အခါမှာတော့စစ်တန်အိုင်ရွန်နဲ့ပြင်လဲတွေ့ဆုံခဲ့တာကြောင့် မော်ရစ်ဟာစစ်တန်အိုင်ရင်ကိုမကောင်းဆုံးဝပြန်လာပြီးဖြစ်ကြောင်းနဲ့သူတို့အတူအကုန်လုံးထွက်ပြေးကြဖို့ပြောတဲ့အခါမှာတော့စစ်တန်အိုင်ရင်ကမကောင်းဆုံးဝဟာမော်ရစ်ကိုယ်ထဲမှာဝင်ပိုးနေပြီဖြစ်တာကြောင့်ဆီယာမဂိတ်နဲ့ဆိုဖီတို့ကိုဝေးဝေးနေဖို့တတိပေးခဲ့ပါတယ်။မော်ရစ်ရဲ့မျက်လုံးတွေအပြင်ခြေတွေလက်တွေနဲ့ခန္ဓာကိုယ်ဟာမကောင်းဆုံးဝတကောင်ကိုပြောင်းလဲသွားပြီးနောက်မှာတော့တားမြစ်ထားတဲ့အခန်းဘက်စီကိုဥတီပြီးသွားခဲ့ပါတယ်။စစ်တန်အိုင်ရင်နဲ့စစ်တန်ဒေဘရာနှစ်ယောက်ဟာမော်ရစ်မသွားနိုင်အောင်တားဆီးကြပေမဲ့ မော်ရီဟာမကောင်းဆိုးဝါးအတုံးချခြင်းကိုခံနေရတာကြောင့်စစ်စတန်အိုင်ရင်တို့ကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့စစ်စတန်အိုင်ရင်ဟာမော်ရီကိုယ်ထဲမှာရှိနေတဲ့မကောင်းဆိုးဝါးကိုဖျားသခင်ရဲ့အမိန့်နဲ့အင်အားနည်းအောင်လုံနိုင်ခဲ့ပါတယ်။မကောင်းဆိုးဝါးအင်အားနည်းသွားတဲ့အချိန်မှာတော့စစ်စတန်ဂျေဘရာကမော်ရီရဲ့ခေါင်းကိုတသားချောင်းနဲ့ရိုက်ပြီးသတိမိအောင်လုပ်ခဲ့ပြီးအခါမှာတော့မော်ရီမယုံနိုင်အောင်လို့တန်ချိုးတွေနဲ့တုတ်ထားခဲ့ပါတယ်။ တန်အိုင်ရီနိုဟာမောရစ်သွားနေတဲ့အခန်းဟာဘာအခန်းလဲလို့ဆီယာမားဂိတ်ကိုမေးတဲ့အခါမှာတော့ပိတ်ထားတဲ့ဝိပုစောင်ဖြစ်ကြောင်းပြောခဲ့ပါတယ်။တဲ့လူစီမျိုးလုံးတွေကိုရှာဖို့တားမြစ်ထားတဲ့အခန်းလေးကိုဝင်ပြီးထူးခြားမှုတွေရှာခဲ့ပေမယ့်ဘာသဲလွန်စားမှာစစ်စတန်အိုင်ရင်းကိုမရခဲ့ကြပါဘူး။အဲ့ဒီအချိန်ဆိုဖီကနေရံမော်ကစိတ်ပုံရဲ့မျိုးလုံးတွေကိုချိဖို့ပြောတဲ့အခါမှာတော့စစ်စတန်အိုင်ရင်းဟာစိတ်ရဲ့မျိုးလုံးတွေကိုတတိထမိရာကတစင်စိတ်လူစီမျိုးလုံးတွေကိုမြုပ်နှံထားခဲ့တဲ့နေရာကိုတွေ့ရှိသွားခဲ့ပါတယ်။ အဲ့ဒီနေရာကိုစစ်တန်အိုင်ရင်တို့တိုးနေတဲ့အခါမှာတော့ရုပ်ပုံကားချက်ထဲကစိတ်ဟာပျောက်ကွယ်သွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့မင်းကလေးအဆောင်ရဲ့အပေါ်ထက်မှာအတန်နေချမ်းရတာကြောင့်ကလေးမလေးတယောက်သွားကြည့်ဖို့ထွက်လာခဲ့ပါတယ်။အဲ့ဒီချိန်စစ်တန်ဂျေဘရာဟာလေကားအောက်မှာရောက်နေပြီးကောင်မလေးကအပေါ်ထက်ကအတန်နေချမ်းနေရကြောင်းပြန်ပြောတဲ့အခါမှာတော့အပေါ်ထက်ကိုပါလာနဲ့ဓမီနဲ့ထိုးကြည့်တဲ့အခါဂျိုးရီပါထွက်နေတဲ့စစ်တန်ကြီးကိုတွေ့ရတဲ့အခါမှာတော့ကြောက်နေတဲ့ကြားနဲ့အော်ပြီးပြေးခဲ့ကြပါတယ်။ စစ်သားဒေဘရာတို့အခန်းနဲ့ရောက်သွားပြီမဲ့လေစစ်တပ်ဟာဆက်လက်တိုက်ခိုက်ခဲ့ပြီးခလီမာတွေအကုန်လုံးတိရောက်မကျစစ်တပ်ရဲ့တိုက်ခိုက်မှုကိုအလိုအလဲခံခဲ့ရပါတယ်။သက်သက်သေးဆိုသလိုခလီမာတွေရဲ့အော်ဟစ်တန်တွေကိုစစ်သားအိုင်းရင်တို့ကြားတဲ့အခါမှာတော့ခလီမာတွေကိုခုန်ညီဖို့အခန်းအပြင်ကိုထွက်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာတော့မကောင်းဆိုးဝါဝေဖို့ခံထားရတဲ့မော်ရစ်ဟာတုတ်ထားတဲ့ကြိုးရီအကုန်ဖြီးပြီးတော့စစ်တန်အိုင်ရီနိုစီကိုရောက်ရှိလာခဲ့ပါတယ်။မော်ရစ်ဟာစစ်တန်အိုင်ရီလက်ထက်ကစိတ်လူစီနှလုံးထည့်ထားတဲ့ဘူးကိုရဖို့အတွက်စစ်တန်အိုင်ရီကိုတိုက်ခိုက်မှုတွေပြုလုပ်ပါတော့တယ်။မော်ရစ်ဟာစစ်တန်အိုင်ရီရဲ့အိုးကောင်းကိုချမ်းပြင်းနဲ့အဆက်မပြတ်ရိုက်နေပြီးလယ်ဘေးညစ်ခါမိုးပေါ်သို့ပြောင်းလိုက်ချိန်မှာတော့စစ်တန်အိုင်ရီလက်ထက်ကစိတ်လူစီရဲ့နှလုံးထည့်ထားတဲ့ဘူးဟာအောက်သို့လွင့်ကျသွားပါတော့တယ်။ အဲ့ဒါကိုမြင်နေဆိုဖီဟာသူ့ဘူးကိုကောက်ပြီးအပြင်ဘက်ကိုပြေးထွက်ခဲ့ပါတယ်။တစ်ဆက်ချင်းမှာပဲစစ်စတာဂျေဘရာနဲ့ကလေးမတစ်တိုက်ဟာဘေးလွတ်ရာသို့ပြေးလာရင်စစ်တမ်းရဲ့လက်ခလုပ်ဖို့လေဝင်ဘောက်ကနေတဆင့်ဖက်ပြေးဖို့ကြိုးစားကြပါတယ်။အဲ့ဒီလေဝင်ဘောက်ကိုဝင်းကြီးတဲ့ကလေးမလေးဟာကျောင်းအုပ်ကြီးရဲ့အခန်းထဲကိုရောက်သွားပြီးခုံဘေးမှာမတ်တည့်ရက်နေတဲ့ကျောင်းအုပ်ကြီးရဲ့ဝိညာဉ်ကိုတွေ့သွားတဲ့အခါမှာတော့တငယ်ချင်းတွေကိုကျောင်းအုပ်ကြီးရဲ့ဝိညာဉ်ကိုတွေ့ကြောင်းပြောပြနေခဲ့ပါတယ်။အဲ့ဒီအချိန်ရုတ်တရက်လေဝင်ဘောက်ကနေကျောင်းအုပ်ကြီးထွက်လာပြီးကလေးမကိုဆွဲခေါ်ပါတော့တယ်။ စစ်သားဒေဘရာနဲ့ကလေးမတစ်တိုက်သူចောင်းပုတ်ကြီးလက်သေးကနေလွတ်အောင်အလူးလဲနှေးချရပြန်မာတော့တယ်။အဲ့ဒီနောက်စိတ်လူစီမျက်လုံးတွေကိုယူသွားတဲ့ဆိုဖီဟာဖះကြောင်းချက်ကိုကသူ့ပုံနေတဲ့နေရာမှာပုံနေခဲ့ပါတယ်။အဲ့ဒီနေရာကိုသိတဲ့မော်ရစ်ဟာရောက်လာပြီးဆိုဖီလက်ထဲမှာရှိတဲ့မျက်လုံးခုကိုယူဖို့အတွက်စူးစမ်းပါတော့တယ်။ဆိုဖီဟာမကောင်းဆိုးဝါးလက်ထဲမပါသွားအောင်လို့စူးစမ်းကာကွယ်နေရတဲ့ပုံမင်းဆွေးမြင့်နေတဲ့ဖះကြောင်းကခေါင်းလောင်ကြီးပြိုကျလာပါတော့တယ်။ ဆိုဖီယာမကောင်းဆိုဝါဘီကတစ်ဖက်အသက်ဘီကတစ်ဖက်စူးစမ်းနေရချိန်မှာတော့စစ်တန်အိုင်ရီဟာဆိုဖီကိုကူညီဖို့ဖခင်အကြောင်းပြတဲ့ရောက်ရှိလာခဲ့ပါတယ်။စစ်တန်အိုင်ရီနဲ့ဆိုဖီတို့ပြန်ဆုံတဲ့အချိန်မှာတော့ဆိုဖီယာစိတ်လူစီနှလုံးပူကိုစစ်တန်အိုင်ရီရဲ့လက်ထဲကိုထည့်ခဲ့ပါတယ်။အဲ့ချင်းနှစ်ဆိုးဝင်ပူးနေတဲ့မော်ရီဟာစစ်တန်အိုင်ရီစီကသူရောစင်လူစီရဲ့မျက်လုံးကိုလူယူဖို့ပြင်းဝင်လာတဲ့အချိန်မှာစစ်တန်အိုင်ရီဟာအဲ့ဒီမျက်လုံးပူးနေတဲ့မော်ရစ်ကိုပြန်လဲတိုက်ခိုက်ခဲ့ပါတယ် မော်ရစ်ကိုရဲကနှဆိုးထွက်သွားတဲ့အချိန်မှာတော့မော်ရစ်ဟာစစ်တာအိုင်ရင်ကိုတောင်းမစကားပြောရင်သူ့ကိုနှဆိုးကတတ်နေပြီလို့ပြောကမြေကြီးပေါ်လဲကျသွားပါတော့တယ်လဲကြနေတဲ့မော်ရစ်ကိုစစ်တန်အိုင်ရင်ကတည်သွားပြီးအချင်းနဲ့အနီးကပ်ကြည့်တဲ့အခါမှာတော့နတ်ဆိုးဟာတဖန်နိုးထလာပြီးစစ်တန်အိုင်ရင်လက်ထဲကနှလုံးကိုလှူယူပိုင်ဆိုင်သွားပါတော့တယ်။ အင်းအားကြီးသွားပြီးအစွမ်းနေပြန်ရသွားတဲ့နှစ်ဆိုးဗဲလက်ကမော်ရစ်ကိုကနေခွာပြီးတော့စစ်တန်အိုင်ရွန်နိုကိုကိုချင်းပြတာ၆လံမှာတော့တယ်တဆက်ထဲမှာပဲစေတန်တကောင်နဲ့ရင်ဆိုင်နေရတဲ့ဆီယာမဂိတ်နဲ့ចောင်းတူတတိုက်ဟာထွက်ပြေးနေရင်အခန်းတစ်ခုရဲ့အရောက်မှာတော့စေတန်ရဲ့တိုက်ခိုက်မှုကြောင့်ចောင်းတူတယောက်သေဆုံးခဲ့ပြီးနောက်မှာတော့ဆီယာမဂိတ်တို့အကုန်လုံးဝိပ္ပယခန်းထဲကိုဖြေးလာခဲ့ကြပါတော့တယ် နဆိုးပဲလက်ကဒေဘရာရဲ့လေဘင်းကိုတန်ကျိုးနဲ့လိမ်ပြီးတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာဆိုဖီကိုလည်းအလွန်မပေးပဲဘေးနှစ်ဖက်ကနေညှက်ပြီးချောင်းလန်နေချိန်မှာတော့စစ်တန်အိုင်ရင်ကဒေဘရာကိုလွတ်မြောက်ဖို့ကူညီပေးနေရင်ဘဲလက်ကစစ်တန်အိုင်ရင်ကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။ဘဲလက်ဟာစစ်တန်အိုင်ရင်ကိုလေဘင်းညှစ်ထားရင်မှာအရှင်လက်လက်မီးလောင်တိုက်သွင်းခဲ့ပါတယ်။အဲ့ဒီအချိန်စစ်တန်အိုင်ရင်ဟာအာယုံထဲမှာသူမရဲ့အမေနဲ့သိလူစီအကြောင်းတွေတွေးလိုက်တဲ့အခါမှာတော့သူမကိုပေါ်မှာဆွဲနေတဲ့မီးတွေလည်းရုတ်တရက်ငြိမ်းသွားခဲ့ပါတယ်။ အဲ့ဒီနောက်စစ်တန်အိုင်ရင်ဟာဖျားကြောင်းထဲမှာရှိတဲ့ဝိုင်အိုးတွေကိုတတိထားမိသွားပြီးတော့စစ်တန်ဒေဘရာကိုဖျားသခင်ကိုတတ်ဝင်ယုံကြည်သွားတဲ့အတွက်သူနဲ့အတူဆုတောင်းမှုပြောလိုက်ပါတယ်စစ်တန်အိုင်ရင်ကိုဝိပုဆုတောင်းပြီးတဲ့အခါမှာတော့ဖျားသခင်ရဲ့တကူတော်ကြောင့်ဝိုင်အိုးတွေပွင့်ထွက်လာပြီးတမန်တော်ရဲ့ကြီးမားတဲ့လက်နက်အဖြစ်ပြောင်းလဲသွားကနတ်ဆိုးဘဲလက်ကိုမီးလောင်ကျွမ်းစေခဲ့ပြီးနောက်မှာတော့ငရဲဖြီကိုပြန်လည်ပို့ဆောင်နိုင်ခဲ့ပါတယ်ဘားလက်ရဲ့ပုခက်စိတ်ခိုင်းခြင်းကိုခံရတဲ့မော်ရစ်တရားပုခက်ခြင်းမှလည်းလွတ်မြောက်သွားပါတယ် နောက်ဆုံးဇဝင်ကန်းလေးတစ်ခုမှာတော့နေကောင်းသွားတဲ့မော်ရစ်တယောက်စစ်သား Iron နဲ့အတူဥယျာဉ်ထဲကသူ့စိုက်ထားတဲ့အပင်လေးကိုချိန်နေရင်းနဲ့အဲ့ဒီအချိန်ဆိုဖီနဲ့ဆရာမဂိတ်တို့ရောက်လာချိန်မှာတော့စစ်သား Iron ကိုနှုတ်ဆက်ကအခန်းထဲဝင်သွားခဲ့ကြပါတယ်။အားလုံးပဲအခုချိန်မှာဆိုရင်တော့တန်တန်တူကသတိပေးခဲ့ပါပြီ။နောက်ထောင်အပင်းကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများရှိတင်ပါတယ်ရှင်ဒီ channel လေးကို subscribe လုပ်ဝသည်ဆိုလို့ရှင်เนาะ subscribe လေးလုပ်ခဲ့ပြီးတော့ဒီနာကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါဦးเนาะကျေးဇူးများရှိတင်ပါတယ်ရှင်